အားလုံးပဲမိင်္ဂလာပါ Forever Ghana Facebook နဲ့ DR YouTube Channel တို့ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီကနေ့မှာတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာလေးနည်းနည်းတော့ဆွေးနွေးသုံးသပ်ကြအောင်။ဒါအခုဆိုလို့ရှိရင်ကျွန်တော် Arsenal အသင်းက International Break Day မှာက ကစားသမားတွေနိုင်ငံအသင်းနဲ့တွားရောက်ပူးပေါင်းတယ်ဒီတွားရောက်ပူးပေါင်းတဲ့အထဲမှာတော့ကျွန်တော်မာတင်အိုရီကတ်ကတော့ဒါနော်ဝေးလက်ရွေးစင်အသင်းရနေဒါသူ့ရဲ့ဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်လိုက်တယ်ဆိုတဲ့သတင်းတွေကဒါထောက်လျှောက်တက်နေတယ်ဗောလေဒါဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါအများကြီးဆွေးနွေးသွားမယ်ဒါပြီးပါပြီဆိုလို့ရှိရင်မာတင်အိုရီကတ်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ WK Artita ပြောကြားထားတဲ့အချက်ကလေးတွေဒါနည်းတော့ဆွေးနွေးသုံးသပ်သွားမယ်ဒါနောက်ပြီးပါပြီဆိုရင်တော့ Gabriel Jesus ဗောလေ Gabriel Jesus ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့လေဒါကျွန်တော်ရရှိထားတဲ့သတင်းကြောင့်လေးနည်းတော့ဆွေးနွေးသုံးသပ်ကြည့်ချင်တယ်ဒါဒီသတင်းတွေနဲ့ပတ်သ ်သက်ပြီးတော့ဒါကျွန်တော်မနေ့ကလောက်ထဲရတဲ့သတင်းတွေလည်းရှိသလိုဒါဒီကနေ့ဒါမနေ့ပိုင်းလောက်မှရတဲ့သတင်းတွေလည်းရှိတယ်ပေါ့လေဒါကျွန်တော်မနေ့ကတော့လမ်းတလားလိုက်တာဖြစ်နေတယ်တော့ကျွန်တော်ညီကိုလေးကိုဒါအချိန်နဲ့တပြေးညီကျွန်တော်ညီဒီသတင်းတွေမတင်ပေးနိုင်ခဲ့ဘူးဒါကြောင့်မို့ဒါဒီကနေ့မနေ့အစောပိုင်းသတင်းမှပဲဒါကျွန်တော်ညီကိုလေးတို့တစ်ခါလေးထည့်သွင်းပြီးတော့ပေါ်ပြတော့လေဒါအရင်ဆုံးအနေနဲ့ကျွန်တော်မတင် OLK ရဲ့ထိုင်ရနဲ့ပတ်သက်ပြီးတော့ဒါ MK Data ပြောကြားထားတဲ့ဘိုးဘိုးကျိုးတွေနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါဝဟန်းနဲ့ဘွဲစင်မှာဒါမာတင်အိုရီကက်ကဒါဒူးတဲ့ရရှိသွားတယ် ူအနေနဲ့ဒါပခုံးတန်ရနှစ်ကြိမ်ရရှိထားတာဖြစ်တည်တိုင်အောင်ဒီဒူးတန်ရနဲ့ပတ်သက်ပြီးတော့ဒါပထမတစ်ကြိမ်ကျွန်တော်တန်ရရတယ်ရတဲ့အချိန်မှာဒါဟိုဘယ်လိုပြောမာတင်အိုဒီကတ်အနေနဲ့သူ့အနေနဲ့ကစားကြည့်ခြင်းသေးတယ်ဆိုတော့တောင်းဆိုမှုကြောင့်ဒါမီခေအာဒီတာကသူ့ကိုပွဲကစားခြင်းထပ်ပေးလိုက်တယ်ပေးလိုက်တဲ့အချိန်မှာမာတင်အိုဒီကတ်ကသူ့အနေနဲ့ဒါဒီပွဲထဲမှာကောင်းကောင်းစိတ်မနှစ်ထားနိုင်ပဲနဲ့ဒါဒီဒဏ်ရာပေါ်ပဲစိတ်ရောက်နေပြီးဖြစ်ကြဖြစ်တဲ့အတွက်ဒါမီခေအာဒီတာက ဒါဒီကစားသမားကိုလူစားလဲလိုက်တယ်ဗောလေဒါသူနဲ့စကားပြောကြည့်ရတလို့ဆိုလို့ရှိရင်နဲ့ဒါမာတီဟိုမီခေအဒီတာပြောကြတာဗောလေမာတီအိုလီကနဲ့သူနဲ့စကားပြောကြည့်တယ်ဗောဒီစကားပြောကြည့်တဲ့အပေါ်မှာသူအနေနဲ့ဒီတန်ယာနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြဘူးဒီတန်ယာကသူ့အတွက်တော်တော်လေးခက်ခဲတဲ့နာကျင်မှုမျိုးကိုဒါပေးနေတယ်ဆိုပြီးတော့ဒါမီခေအဒီတာကိုမာတီအိုလီကကပြောကြားသွားတယ်ဆိုပြီးတော့ဒါမီခေအဒီတာပြန်လည်းပြောကြားထားတယ်မာတီအိုလီကတန်ယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းတော့သုံးသပ်ကြည့်ရအောင် ဒါကျွန်တော်တို့တွေဆိုလို့ရှိရင်မာတင်ဘိုရီကက်ကဒါရှေ့ကပွဲစဉ်တွေမှာအကောင်းဆုံးလုံးပြခဲ့တဲ့ချက်တွေရှိတယ်။သူကြောင့်ကိုးရခဲ့တာရှိရပြတယ်။ဒါမာတင်ဘိုရီကက်ပြန်လာခြင်းပေါ့။သူတို့ကအရင်ဝမ်ပန်းတသာအကျိုးဆုံးနေကြတယ်။ဒါချို့ကျွန်တော်ညီကိုလေးဆိုပြောကြတယ်။ဟာနေရီကန်နဲ့ပြုတ်ကျလာတယ်လို့ပဲငါတို့ပေါင်ကြီးကဒါ assist တွေလုပ်နေတယ်။တောက်လျှောက်ဘောကွန်ထရိုးတွေလုပ်နေတယ်။ဆိုပြီးတော့သူ့ကိုအကောင်းဆုံးဝိုင်းမီချီးကျူးနေကြတယ်။ဆရာသမားကဒါမကြပါဘူးနော်။ဝဟန်နဲ့ပွဲစဉ်မှာ အတန်ရပြန်ရသွားတယ်။အကန်ကောင်းကတခုကဘာလဲဆိုတော့ကျွန်တော်တို့ international break ရှိတယ်။ဒါနှစ်ပတ်နာမယ်။ဒီနှစ်ပတ်အတွက်မှသူနိုင်ငံအသင်းနဲ့တွားရောက်မပူပေါင်းနိုင်တာကတော့ဒါပြဿနာတစ်ခုဟုတ်မနေဘူးပြတည်လား။ဒါပေမဲ့ကျွန်တော်အာဆင်နဲ့အသင်းဒီကလပ်အသင်းတို့ဆိုလို့ရှိရင်တော့ဒီကစားသမားတန်ရရွာတာကတော့ ဒါကျွန်တော်အာဆင်နယ်တင်းတွက်တော်တော်လေးစိတ်ကူးချင်စရာပဲဒါပေမဲ့ international နဲ့ပတ်နာထားတာ international break နဲ့ပတ်နာထားတာဖြစ်တဲ့အတွက်ကျွန်အာဆင်နယ်အတွက်နည်းနည်းတော့တက်တာရခဲ့တယ်လို့ကျွန်တော်မြင်မိတယ်။ဒါကြောင့်ညီကိုဘယ်လိုထင်လဲမာရီအိုရီကတန်ရာကဒါဟိုဟာဖြစ်ရအောင်မလား။ဒါတော်တော်လေးအချိန်ကြာသွားမယ်လို့ထင်လား။ဘယ်မှာလဲအိုရီကတန်ရာပြင်းထန်မယ်လို့ထင်လား။ဒါပုံမှန်မှာဆွေးနွေးတော့ရပါတယ်။ Okay ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒါ ဟိုဘယ်လိုပြောရမလဲမာတင်အူရီကက်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒီကနေ့မနက်အစောပိုင်းမှာဒါတတ်လာတယ်ဟိုဘယ်လိုပြောရမလဲ breaking news သတင်းပေါ့လေဒီသတင်းကဘာလဲဆိုတော့မာတင်အူရီကက်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒါဆေးဖွဲ့ထုတ်ပြန်ချက်အရာပေါ့လေဒါမာတင်အူရီကက်ရဲ့ဒဏ်ရာကဒါစစ်ဆေးမှုများစွာပြုလုပ်သွားရမယ်ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒါဈေးဖွဲ့ရောဒါအတင်းရောဘာမှရေရာရာမတိရသေးဘူးဒါပေမဲ့မာတင်အိုရီကက်ဒဏ်ရာက ဒါအရင်မပြေးထန်ဘူးလို့တော့ကောက်ချက်ချနိုင်တယ်ဆိုပြီးတော့ဒါအာဆင်နယ်နေဆက်တဲ့တင်းထလာချူကပေါ်ပြထားပါတယ်အဲနောက်ထပ်တင်းတစ်ခုအနေနဲ့ကတော့ဂါဗီရဲ့ဂျေဆုပေါ့လေကျွန်တော်တို့ ်အသင်းမာတာကာလရှိကြတဲ့ရနေတဲ့ကာဗီယေဂျေစုကိုကျွန်တော်အာစနယ်တင်းကပေါင်းဒါ45တန်းနဲ့ဝယ်ထားတဲ့ဝယ်ထားတာဖြစ်တည်တိုင်အောင်ဒါအခုဆိုရင် Everton အသင်းကဒါပေါင်း30ဒါ35တန်းလောက်နဲ့လာရောက်ကမ်းလှမ်းမှုဆိုပြီးတော့ဒါသတင်းတွေထွက်နေတယ်ကျွန်တော်အာစနယ်တင်းကလည်းဒါပေါင်း30 35တန်းလောက်ဘလို့ရှိတယ်ဆိုတဲ့သတင်းတွေကလည်းတက်နေတာဖြစ်တဲ့အတွက်ဒါဒီပြောင်းရွှေ့ဖြစ်သွားမလားဆိုတော့ကျွန်တော်လည်းစိတ်ဘယ်လိုပြောမလဲ စိတ်ဝင်စားစရာပဲဗျာတင်လာဒီကောင်းဖီတကယ်ပဲဖြစ်သွားမှာတကယ်ဖြစ်သွားမှာဆိုရင်တော့အာဆင်နယ်အသင်းအတွက်ဒါတစ်ဖက်တစ်လမ်းဝင်ဝင်တချို့တော့ရလာမှာအန်ဒရီးယားဘာတာဘလူတွေချက်ပြုတ်ပြအောင်လေကျွန်တော်တို့တော့ကြည့်ကျင်စရာပဲဗျာဘာလို့လဲဆိုဒီကစားသမားကအာဆင်နယ်ကိုရောက်လာတုန်းကဒါကျွန်တော်တို့ရဲ့အထင်ပေါ့လေဒီကစားသမားကတော့ဒါတပွဲကိုအနည်းဆုံး20လောက်30လောက်တနည်းပြည့်25ကို20လောက်ပေါ့ဗျာကျွန်တော်သူစီအများကြီးမျှော်လင့်လို့ရတယ်လို့ထင်တာဒါဘရာဇီးတာအတိုးနှုတ်လေးကြီးကောင်းတယ်သူ့ရဲ့ ဟို finishing ကောင်းတဲ့ပုံစံလေးတွေနဲ့ဒါအာဆင်နဲ့အင်းကိုအကျိုးပြုခဲ့တာလည်းအများကြီးရှိတယ်ဒါနော်တိုင်ပွဲဆိုမှာပေါ့လေအကျိုးပြုခဲ့တာအများကြီးရှိတယ်ပြည်လို့သူသူနဲ့ပတ်သက်ပြီးကျွန်တော်မျှော်လင့်ချက်တွေအများကြီးလို့ရှိခဲ့ပြီဒါပေမဲ့ကျွန်တော်တို့တွေကဒါအခုဆိုလို့ရှိရင်ဒါဒီဖလားတွေအတော်ဆူဖလားတွေတော့ကျွန်တော်တို့တိုင်ပွဲဝင်နေတဲ့အတင်းတင်းဖြစ်တာနဲ့အညီဒါအသင်းမှာတကယ်ဘယ်လိုပြောရမလဲဟိုနေရာပြောင်းနိုင်တဲ့ကစားသမားတွေကျွန်တော်အာဆင်နယ်အသင်းတွေရောင်းဖို့တင်းနေလို့ကြောင်းနေနေတာမြင်မိတယ်။ဘာကြောင့်လဲဆိုရင်ဒါ ိုအတင်းရဲ့ဝင်ငွေတစ်ဖက်တစ်လမ်းဝင်ငွေပြန်ရလာနိုင်တယ်ဒါလို့ဒါအခုလိုဝယ်ဖို့ရှိတဲ့ဟိုဘယ်လိုလဲကစားသမားကလိုချင်တဲ့အတင်းရှိလို့ကျွန်တော်ရောင်းလိုက်တာကျွန်တော်အတင်းအတွက်ပိုကောင်းမယ်လို့ကျွန်တော်လည်းထင်တယ်ဒီကစားသမားကအခုဆိုတာ injury prone လို့တော့ဖြစ်နေပြီဗျာဒီလား အကျူဒီကပြန်လာတယ်ကံလည်းပြန်ဖြစ်တယ်ကံလည်းပြန်ဖြစ်တယ်အခုတန်ရလို့နှစ်ခါသုံးခါတနည်းအားဖြင့်နှစ်ခါသုံးခါခွဲရတဲ့ပုံစံမျိုးတွေဖြစ်တယ်ဆိုတော့ဒါဘာဖြစ်ဖြစ်ဝယ်မဲ့အသိရှိလို့ရောင်းကားတာတော့ကျွန်တော်အာဆင်နယ်အသင်းတို့ကဒါတပတ်တလန်ဝင်ဝင်ဝင်ခုနိုင်တဲ့ဘယ်လိုပြောမလဲအရာခုလိုကြောင်းနေနေမြင်မိတယ်ပြီးတော့ကျွန်တော်အငှားချတာလေကျွန်တော်အသင်းရရောင်းချင်ပါတယ်ဆိုပြီးတော့လောက်ထားကစားသမားတွေကဒါအခုဆိုအငှားပဲထွက်ကစားကြတာဒါရာသီကုန်အသင်းနဲ့ပြန်လေပူပေါင်းမယ်ဆိုရှင်ကစားသမားအင်အားပိုများပါ ်ကုန်ကြမ်းဈေးဝေကြီးကုန်ကြမ်းဈေးတွေကလည်းပုံများမှာဖြစ်တဲ့အတွက်ဒါကြောင့်လို့ရတဲ့ကစားသမားအတင်းရတယ်တကယ်မလို့တော့တဲ့ကစားသမားမျိုးဆိုလို့ရှင်တော့ဒါကျွန်တော်အနေနဲ့ရောင်းချတင်တယ်လို့ထင်တယ်။ကြောက်ညိုကိုလည်းဘယ်လိုထင်လဲပြ။ကောမန်ဝင်အောင်မှတ်ချက်ပေးတော့လို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။